အညူကြီးရဲ့လှုပ်ဆောင်ချက်တွေတစ်ဖက်မှာတော့ကောင်းတဲ့ဟာတွေအများကြီးရှိပါတယ်ဗောနော်ဆိုတော့ဒါပေမဲ့သူသူတွေပြောနေတဲ့နေထဲကအဆိုးရမဖြစ်ဖို့လိုတယ်ဗောနော်တကယ်ပဲသူတို့ထုတ်ပြန်ထားတဲ့အရာတွေသူတို့ချမှတ်ထားတဲ့ move policy တွေ team policy ကကျမတို့လိုလားနေတဲ့ပြည်သူလူထုပဲဖြစ်ဖြစ်ကျမတို့အားလုံးလိုလားနေတဲ့အချက်လက်တွေ move policy တွေဖြစ်နေသလားဗောနော်ဒါကို sensitive ဖို့လိုတယ်ဗောနော်တစ်ဖက်မှာလည်းပဲကျမတို့ဒီအညူကြီးဒီ legitimate privacy လို့ခေါ်တဲ့ဒီတရားဝင်မှုပေါ့နော်ဒီတရားဝင်မှုကလည်း ဘယ်အတိုင်းသာတိရှိနေပြီလဲဒါဒီလဲအရင်အရေးကြီးပါတယ်ကျမတို့နိုင်ငံတကာမှာဆိုရင်လေဒီဥစ္စာကိုအားကောင်းနေပြီလားဗောနော်ကျမတို့ဒါတွေ sensitive ဖို့လုပ်တယ်တစ်ဖက်မှာဒီကျမတို့ရဲ့ energy ဆိုတဲ့အဖွဲ့အစည်းမှာအုပ်စုတစုကပဲကြီးစိုးနေတာမျိုးဗောနော်ဒါကိုလည်းကျမတို့ပြင်ဆင်ပြောင်းလဲတင်တယ်အလုံးပါဝင်မှုဆိုတဲ့အထဲမှာတမယိုးကြပါဝင်နေတာမျိုးမဟုတ်ပဲတကယ်လက်တွေ့မြေပြင်မှာတကယ်ကိုလှုပ်ဆောင်နေတဲ့ကျမတို့အဖွဲ့အစည်းတွေဗောနော် all inclusive လို့ခေါ်တဲ့ပါဝင်မှုမျိုးတွေ share rule ဆိုတဲ့ဒီကျမတို့ပြောနေကြပဲဒါအားလုံးကြားပြီးသား စကလုံးတွေပဲဒါပေမဲ့ဒါကိုဒီစကလုံးတွေကိုဒီတိုင်းစကလုံးအနေနဲ့ပြောဖို့မဟုတ်ပဲနဲ့လက်တွေ့မှာရောလုတ်ပိုင်ခွင့်လက်တွေ့မှာလည်းဆုံးဖြတ်ပိုင်ခွင့်ပေါ့နော်လုတ်ဆောင်ခွင့်ရှိဖို့လိုတယ်ကျွန်တော်တိုင်းရင်းသား data တွေမှာတကယ်ပဲသူ့ရဲ့အခမ်းကဏ္ဍတွေယုံကြည်မှုတွေဘယ်လောက်ထိရှိနေပြီလဲပေါ့နော်ကျမတို့ဒါတွေစမ်းစစ်ဖို့လိုနေပြီကျမတို့ရဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းအထက်မှာပေါ့နော်သူ့ရဲ့ဒီတရားဝင်မှုဥဆောင်မှုကတကယ်ပဲ မြေပြင်နဲ့ကိုက်ညီမှုရှိသလားပေါ့နော်ဒါကိုပြုပြင်ပြောင်းလဲဖို့လိုတယ်ပြုပြင်ပြောင်းလဲမှုကိုဒီတိုင်းလူကိုပဲချိန်တာမျိုးမဟုတ်ပဲပေါ့နော်ကျမတို့ရဲ့အတွင်းထဲကကျမတို့ချမှတ်ထားတဲ့မူ policy တွေကျမတို့တိုင်းရင်းသားတွေလူလာတဲ့တကယ် federal ကိုတွားဖို့မူ policy တွေရှိပြီလားပေါ်တွန် up federalism ဆိုတဲ့ကျမတို့ပြောနေတဲ့အရာတွေကတကယ်ပဲရှိပြီလားအဲဒါတွေပေါ့နော်အဲဥဆောင်မှုအခန်းကဏ္ဍတွေမှာတကယ်ပဲတရားဝင်မှုရှိပြီလားနိုင်ငံတကာမှာရောတကယ်ပဲလှုပ်ဆောင်ဖို့ ဘာတွေလိုအပ်နေလဲဆိုတဲ့အရာတွေပေါ့နော်အရေးကြီးနေပါတယ်ပေါ့ဟုတ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီတက္ကလတန်ဖိုးစီရဲ့ဒီ exclusive interview နေနဲ့ဒီတက္ကတင်ဆက်ပေးမယ့်ဟာကတော့ဒီ AKSYU မှာခေါင်းဆောင်တို့ဖြစ်တဲ့ဆမ်မ Elizabeth ဟို အင်တာဗျူးလုပ်ဖို့ဖိတ်ခေါ်ထားပါတယ်ဆိုတော့ဆမကုလို့ကျွန်တော်တို့ကိုအချိန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါဟုတ်ဆမဒီပထမဆုံးကျွန်တော်မေးချင်တာကအခုချိန်မှာတော်လန်ကြီးလှုပ်တယ်ဆိုရင်လူငယ်တော်တော်များလက်နဲ့ကန်လမ်းကြောင်းကိုရွေးတာများကြတယ်ဆိုပေမဲ့အခုချိန်မှာအင်အားကောင်းကောင်းနဲ့ကချင်ပြည်နယ်ကကချင်ပြည်သူတွေတွေ့တာမှာကမြန်မာနိုင်ငံနိုင်ငံကတော်လန်ပြည်သူတွေတွေ့လက်နဲ့ကန်စရာမလိုဘဲနဲ့ဒီတိုင်းနိုင်ငံကြီးတကြွလှုပ်ရှားမှုဟာဖြစ်တော့လောက်အမျိုးမျိုးစုံနဲ့ AKSYU ကလှုပ်ရှားနေတယ်ဆိုတာကျွန်တော်တို့အကြံပြင်းတော့တည်ထားရတယ်ဆိုတော့ကျွန်တော်တို့ဒီအထူးသဖြင့်အမြတ်ပြည်သူကိုခြားပြလောက်ရတယ်လို့ပေါ့နော် AKSYU ရဲ့လှုပ်ဆောင်ချက်လေးကိုပထမဆုံးအနေနဲ့မင်းစီပြောချပြရအောင်ဟုတ်ကဲ့အခြေစူးပါပါနော်ဆိုတော့ဒီနေ့ကျွန်မအင်တာဗျူးဖြေရတော့ကျွန်မဒီ AKSYU အနေနဲ့ပေါ့နော်ဖြည့်ဆွရချင်းဖြစ်ပါတယ်ပေါ့ဆိုတော့ကျမတို့ AKSYU Okachin Student and Youth Union လို့ခေါ်ပါတယ်အဲကျမတို့ဒီကချင်တမျိုးသားလုံးဆိုင်ရာចောင်းသားနှင်းလူငယ်များတမကဆိုပြီးတော့မြန်မာလိုပေါ့နော်ရှိပါတယ်ဆိုတော့ကျမတို့လူငယ်ဖွဲ့စည်းရတော့ကျမတို့စီမှာပေါ့နော်ကျမစီမှာ vision ရှိပါတယ်ကျမတို့ရဲ့ ဒီကံကျမတို့ကျမတို့ဒီမိမိကိုယ်တိုင်စီမံဆုံးဖြတ်နိုင်ပြီးတော့ငင်းချမ်းပြီးတော့တရားမျှတတဲ့လူအဖွဲ့အစည်းကိုပေါ်ဆောင်လာနိုင်ဖို့ပေါ့နော် အဲ့ဒီအတွက်ကျမတို့ vision ရှိပါတယ်ကျမတို့ mission ကတော့ချင်းတမျိုးတလုံးဆိုင်ရာចောင်းတဲ့လူငယ်များတမကပါဘောနော်ငိမ့်ချမ်းပြီးတော့တရားမျှတတဲ့လူအဖွဲ့အစည်းပေါ်ဆောင်နိုင်ရန်နဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးအခမ်းကဏ္ဍတွေမှာအရေးချင်းပြေဝစွာဘောနော်ဆောင်ရွက်နိုင်ဖို့ရှိပါတယ်ဆိုတော့ကျမတို့ရဲ့ goal ရှိပါတယ် goal ကတော့ဒီ federal ခြေခံမူဝါဒနဲ့အညီဘောနော်ကချင်ပြည်နယ်နဲ့ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းလွတ်လပ်မှုတရားမျှတမှု တာတူညီမျှမှုနဲ့ငြိမ်းချမ်းတဲ့လူအဖွဲ့အစည်းတွေရပ်တည်နိုင်ဖို့အတွက်ဖြစ်ပါတယ်ပေါ့နော် ဆိုတော့လက်ရှိပေါ့နော်ကျွန်တော်တို့ရဲ့ဖွဲ့စည်းကတော့ဒီတိုင်းရင်သားလူငယ်အင်အားစုဖြစ်တယ်ပေါ့နော်ဒီ SYCB ပေါ့နော်တိုင်းရင်သားအဲကျောင်းသားလူငယ်ကွန်ရက် concrete ပေါ့နော်အဲ့ဒီမှာလည်းချိတ်ဆက်ပြီးတော့ကျွန်တော်တို့လှုပ်ဆောင်နေတဲ့ဒီ Federal ပြည်ထောင်စုပို့ထွင်းရေးမှာပေါ့နော်ကျွန်တော်တို့ interactive ပါဝင်နိုင်ဖို့အတွက်အဲလူငယ်တွေဒီဆုံးဖြတ်ချက်ချတဲ့နေရာမှာပေါ့နော်လူငယ်တွေကိုယ်တိုင်ပါဝင်ဆုံးဖြတ်နိုင်ပြီးတော့ဥဆောင်နိုင်ဖို့ဆိုတော့ရွေးချက်တွေနဲ့ပေါ့နော်ကျွန်တော်တို့လှုပ်ဆောင်လက်ရှိပါတယ်ပြီးတော့ se le a chamar ဒီ anti sham ဘောနော် sham election ဘောနော်အဲ့ဒီမှာလည်း ASC စစ်စစ်နဲ့ပူပေါင်းပြီးတော့လှုပ်ရှားမှုတွေဘောနော်လှုပ်ဆောင်လည်းရှိပါတယ်တစ်ဖက်မှာလည်းဒီကျမတို့ကချင်လူငယ်တွေဘောနော်ကချင်လူငယ်အားစုတွေလည်းပြန်လည်ပြီးတော့ဘောနော်ကိုယ့်ရဲ့ပြည်နယ်အတွင်းမှာအကောင်ပြီးတော့မှလှုပ်ရှားလာနိုင်ဖို့ကျမတို့ပြန်ပြီးချိတ်ဆက်နေတဲ့လုပ်ငန်းတွေအခြေခံလုပ်ငန်းတွေဘောနော်ကျမတို့ပြန်ချိတ်ဆက်နေတဲ့အားလုံးနဲ့ပြန်ပြီးတော့ပူပေါင်းပြီးတော့ဘောနော်ချိတ်ဆက်မှုအကောင်အောင်ပြန်လှုပ်ဆောင်နေတဲ့ဟာတွေရှိပါတယ်ဗောဟုတ်ကျေးဇူးပါ ဆိုတော့ဒီအရှင်တုံးကကလေးရနေဒီ AKSYU ရဲ့ထောက်ချမှုကရှိပြီလို့ကျွန်တော်တို့အကြံဖြန်သေးထားရတယ်ဆိုတော့အခုလေးရှိတော်လိုင်းရေးစတင်ပြီးနေနောက်ပိုင်းမှာ AKSYU ရဲ့လုံငန်းဆောင်ရွက်နေတဲ့အချိန်မှာတော်လိုင်းကြီးကြောင့်လုံငန်းဆောင်ရွက်မှုပိုင်းမှာအပါချက်ပုံစံမျိုးဖြစ်သွားစေတဲ့အချက်တွေရှိလား ဥမာဆိုတာအရင်တော့လှုပ်ရှားမှုလုပ်တဲ့နေရာမှာပြည်သူတွေအနေနဲ့ပူပေါင်းမှု အားနေပြီးမှခုမှတက်လာတဲ့ဟာမျိုးစသဖြင့်ပေါ့နော်ဒီယုံကြည်မှုတိုးသွားတဲ့ဟာမျိုးတွေအဲ့ဒါမျိုးအကောင်ဖက်ကနေတော်လှန်ရေးကြောင်းဖြစ်စေတော့မို့မိမိဆောင်ရွက်ချက်ဒီကြောင့်ဒီတော်လှန်ရေးပေါ်မှာအကောင်ဖက်ကနေဥတီတဲ့အတဲရောက်မှုအတာချက်ပိုင်းပေါ်မှာ အဲ့ဟာမျိုးပိုင်းလေးသိစဆွေးနွေးပေးကြည့်လို့ရမှာဟုတ်ကဲ့ပါကျမတို့ဒီကချင်လူငယ်ဖွဲ့စည်းတွေကပေါ့နော်အရင်တော့တော်လိုင်းရေးမလုပ်ခင်တော်လိုင်းကလာမဖြစ်ခင်ကတည်းကကျမတို့ကဒီနိုင်ငံရေးလှုပ်ရှားမှုတွေပေါ့နော်ဒီငင်းချမ်းရေးအတိတ်ကတော့ကျမတို့ကချင်မှာဆိုရင်2017ကတည်းကပြည်တွင်းစစ်တွေဖြစ်နေတယ်ဒီရာအတွက်ကျမတို့ဒီဒီတော်လိုင်းရေးမတိုင်ခင်ကတည်းကတော်လန်နေကြရတယ်ပေါ့နော်အဲ့ဒီတော်လန်နေကြရတဲ့ခါမှာကျမတို့ပြည်မမှာရှိတဲ့လူတွေကတော့ကျမတို့ကိုအဲ့ဒီတော့ကတော့ ားမလည်ပေးနိုင်ရင်တချို့လူတစုဒါနားလည်ပေးနိုင်တယ်ပေါ့နော်နားလည်ပေးနိုင်တယ်ပြီးတော့ကျမတို့ဒီကိုကန်ကျမကိုဖန်တီးရေးပြီးတော့ဒီ Federal ဆိုတဲ့ဟာကိုဒီအနာတိတ်မှုမစခင်ကလေးနေကျမတို့ကြွေးကြော်နေတာဖြစ်တယ်ပေါ့နော်ကျမတို့ငြိမ်းချမ်းရေးကိုလိုလားတယ်ကျမတို့ဒါကိုပြောနေတာဖြစ်တယ်ဒါမဲ့ဒီအနာတိတ်မှုနောက်ပိုင်းမှာကျမတို့တိုင်းရင်းသားတွေပြောတဲ့ဒီစကားဟာပြမမှာရှိတဲ့တော်လန်ရေးမိတ်ဆွေတွေလည်းနားလေသဘောပေါက်လာတယ် တန်းရင်သားရာစုတွေဘာကြောင့်ဒီလိုမျိုးတော်လန်ရေးကိုပြောနေကြရတာလဲဆိုတဲ့ဟာပေါ့နော်ကျမတို့ self determination လို့ပြောတယ်ကျမတို့နော် federal ဆိုပြီးတော့လဲကျမတို့ပြောတယ် bottom up federalism အမျိုးမျိုးပေါ့နော်ကျမတို့ပြောနေကြတယ်ပြီးတော့ပြည်တွင်းငြိမ်းချမ်းရေးပြည်တွင်းစစ်ကိုကျမတို့ပြောကြတယ်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီအချိန်တုန်းကကျမတို့ကိုနားမလည်ပေးခဲ့ဘူးလူတစုတာနားလည်ပေးခဲ့ပေမဲ့တော်လန်ရေးအရေးကြီးမှာကျမတို့ရဲ့ဆောင်ရွက်မှုတွေကျမတို့ရဲ့ကြွေးကြော်မှုတွေဟာအတိတ်ပဲရှိလာတယ်ပို့ပြီးတော့ နားလည်လာတယ်အလုံးရဲ့ပါဝင်မှုတွေနဲ့ဒီခေါင်းစဉ်တစ်ခုမှာပေါ့နော်သစုတစည်းတဲ့နဲ့လှူရှာလာနိုင်ခဲ့တယ်ပေါ့နော်ဒီဟာကကျမတို့ရဲ့အသက်ချက်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီအောက်မှာမှကျမတို့တွေတိုင်းရင်းသားညီကိုမောင်နှမတွေဒါမကပေါ့နော်ပြည်မမှာရှိတဲ့အင်အားစုတွေဖွဲ့စည်းတွေလူငယ်ဖွဲ့တွေနဲ့ပေါ့နော်ချိတ်ဆက်ပြီးတော့ပေါ့နော်ဒီအာနာရှင်ကိုတွန်းလှန်နိုင်ဖို့အတွက်လှူရှာဆောင်ရွက်နိုင်ခဲ့တယ်ပေါ့နော်ဟုတ်ကျေးဇူးပါ ဟုတ်ဆိုဒါဒီဟာတော့ဆာမပုဂလိကအနေနဲ့ဖြေကြားစေချင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိတော်လိုင်းရေးပါကျွန်တော်တို့အနေနဲ့ဝေဖန်ထုတ်ပြမှုတွေတအားကြုံတွေ့လာတယ်။ဘာလို့နိုင်ငံလုံးထပြီးတော့မှတော်လှန်လာပြီးတော့မှဒီအရှင်တော့အချင်းချင်းနားလည်မှုမရှိခဲ့တဲ့အနားလည်မှုရှိလာတယ်။တိုးတော့ တော်ခါကြီးအပြိပိုင်အောင်ဘိုးအတွက်ဆိုရင်ပေကဏ္ဍမှာအာနိနေသေးတယ်ဘလို့လိုချက်ရှိတယ်ဆိုရင်ဝေဖန်သုံးတော်မှုအာနိချက်ပိုင်ဝေဖန်မှုရရှာမအနေနဲ့ရောဘလို့ဟာမျိုးကအာနိချက်ဖြစ်မှာဘလို့ပြင်ဆင်သိမ့်လဲဆိုတဲ့ဟာမျိုးပိုင်းနဲ့ပတ်သက်ပြုံးမဆမအပ်တာပူပွင့်လေးလေး အကြံပြုဆွေးနွေးပေးပါဦး။ဟုတ်ကဲ့ဆိုတော့ဒီကျမတို့ပေါ့နော်အသက်ချက်ထဲမှာဆိုရင်ကျမတို့ခဏပြောတဲ့အထက်ကလူစုကဒီအကြံဖက်စစ်ကောင်စီနဲ့ဒီအာနာရှင်ကိုအားလုံးပါဝင်ပြီးတော့တွန်းလှန်တဲ့အထက်မှာအားလုံးပါဝင်လာတဲ့ ဟာတခုပေါ့နော်အာတာချက်တခုရှိလာခဲ့တယ်ဆိုတော့ကျမတို့ပြင်ဆင်ရမယ့်ဟာပေါ့နော်ဆိုတော့လက်နဲ့ကင်လန်းစင်ဘက်ကို ပြောချရမယ်ဆိုရင်ကျမတို့ဒီအချမ်းနှစ်ချမ်းခွဲပြီးတော့ကျမပြောချင်တယ်ပေါ့နော်ဒီလက်နဲ့ကင်လန်းစင်ဘက်မှာပါဝင်နေတဲ့တော်လန်နေကြတဲ့အဖွဲ့အစည်းတွေဆိုရင်လည်းဒီကိုကိုရံလက်နဲ့ကင်လာတဲ့ခါကျတော့ဒီဘက်အချမ်းဖက်စစ်ကောင်စီရဲ့လက်နဲ့ကင်နဲ့အပြုတ်မှုမျိုးပေါ့နော်ဒါတွေကိုမလုပ်ဖို့အတွက်ကျမတို့ပြင်ဆင်တင်နေပေါ့နော်ကိုကိုရံလက်နဲ့ကင်လာပြီးတော့ကိုကိုရံအာဏာရှင်ဖြစ်လာတာမျိုးဒီလူထုကိုအနိုင် ်ထက်စင်းနေတာတွေကျွလွန်တာတွေဒါတွေကိုကျမတို့မကြမကြပါတော့ကျမတို့ချာတိနေရတယ်ချားနေရတယ်ပြီးတော့လူထုကအယုံကြည်ပြတ်လာတယ်ကျမတို့ရဲ့တော်လိုင်းရေးလိုင်းခီးမှာနောက်နေချမ်းချမှုတွေရှိလာတယ်တစ်ဖက်မှာလည်းပဲရန်သူဖြစ်တဲ့လူကသူတို့အတွက်ကိုအားကောင်းတဲ့အပြုမှုဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒါကကျမတို့ပြင်ဆင်တဲ့အရာတွေလို့ကျမမြင်တယ်ကျမတို့ဒီအချမ်းဖက်အုပ်စုကိုတော်လန်နေပြီးတော့ကျမတို့ကိုယ်တိုင်ကိုယ်နိုင်ကလည်းအချမ်းဖက်မှုကိုရှောင်ရှားဖို့ပေါ့ဒါ တွေကိုလိုအပ်တယ်ပေါ့နော်ဒီဟာတစ်ခုရှိမယ်ဆိုတော့တစ်ဖက်လည်းကျမတို့အတိုက်ခံဖြစ်တဲ့ကျမတို့ဒီဖွဲ့စည်းတွေပေါ့နော်ဒီအစမ်းမဖြတ်တော့နီလာနဲ့ဘာဝင်နေကြတဲ့ကျမတို့အတိုက်ခံဖွဲ့စည်းတွေကြားမှာလည်းပဲပေါ့နော်အချင်းချင်းဒီတော်လိုင်းခရီးစဉ်ဟာကြာလာတာနဲ့အများကျမတို့ဒီအချင်းချင်းပေါ့နော်နားလည်မှုတွေကွဲလွဲလာတယ်ယူရင်းပျက်စီးမှုတွေရှိလာတယ်အပြန်အလှန်ပေါ့နော်ဟိုပုတ်ခတ်မှုတွေပြီးတော့ထောက်ပြမှုတွေဆိုရှယ်မီဒီယာမှာပြည်သူလူထုတွေ မြင်နေရတဲ့အတိုင်းပဲပေါ့နော်ချင်းချင်းချားမှာကျမတို့တွေတွေးခွဲမှုတွေခံရတယ်ဒီတော်လိုင်းရေးခီးစင်ချလာနဲ့အမြအဲတချို့တွေရိုင်နေလာတယ် ဒီငွေကြေးရအဖြစ်တော်လကောင်ပေါ့နော်ဂုံပါဝါအဖြစ်တော်လကောင်တချို့တွေပျက်စီးတယ်အချင်းပြတ်ချစားတာတွေရှိလာတယ်ဆိုတော့ကျမတို့ဒီဟာကိုကျမတို့ပြင်ဆင်ရတော့မယ်ကျမတို့ audit တွေဝင်ရမယ်ပြင်ဆင်တယ်ဆိုတဲ့အပိုင်းမှာပေါ့နော်ကျမတို့တွေစမ်းစစ်လေ့လာမှုတွေလုပ်ဖို့လိုအပ်နေပြီပေါ့နော်ကျမတို့ဒါကိုမြင်ရတယ်နောက်တစ်ခု ခုကတော့ကျမတို့ဒီအားနည်းချက်တွေကိုပြည်တင်ဝေဖန်ဖို့မဟုတ်ပဲနဲ့ပေါ့နော်ဒီဟာကိုဆန်းစစ်ပြီးတော့ကျမတို့ရဲ့ဥတီချက်တစ်ခုကိုပေါ့နော်ထားထားဖို့လိုအပ်နေပြီ ရှင်းလင်းတဲ့ဥတီချက်ပေါ့နော် အခုစုစည်းမှုပေါ့နော်တိုင်းရင်းသားအားလုံးစုစည်းမှုတိုက်ခန်အုပ်စုတွေအားလုံးစုစည်းမှုပေါ့နော်အဲ့ဒီဟာတွေလိုအပ်နေပြီစုစည်းပြီးတော့မှကျမတို့ဘုံရန်သူဖြစ်တဲ့အာဏာရှင်ကိုတွန်းလှန်ဖို့ဆိုတဲ့ဟာပေါ့နော် ဒါဒီလိုအပ်နေပြီအခုကျမတို့ရဲ့အားနည်းချက်ကတယောက်တစ်ပေါက်ဖြစ်နေတယ်သူလည်းသူတည်တဲ့နီလန်းနဲ့တော်လန်နေတယ်ဒီတစ်ဖွဲ့ကလည်းသူတည်တဲ့နီလန်းနဲ့လက်နဲ့ကင်ပြီးတော်လန်နေနေရာတိုင်းမှာတအုပ်စုတအုပ်စုဖြစ်နေတယ်ဘဒုလက်အောက်မှာမှလည်းမရှိနေဘူးတချို့တွေဆိုရင်တချို့ကတော့ရှိတယ်ဒါပေမဲ့ဘာတွေလုပ်နေကြလဲပေါ့နော်ကျမတို့ဒါတွေအများကြီးဖြစ်နေတယ်ဆိုတော့ဒါကကျမရည်ဘူးရအနေနဲ့ပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာတွေအများကြီးရှိနေတယ်ဆိုတော့ ဒါကိုကျမတို့စုစည်းဖို့အတွက်လိုအပ်နေပြီဆိုတော့ကျမတို့ရဲ့တာဝန်ရှိတဲ့သူတွေ stakeholder တွေပေါ့နော်ဒါတွေဒီပြန်လည်စုစည်းပြီးတော့ပြန်လည်စုယုံပြီးတော့တူညီတဲ့ပန်းတိုင်တစ်ခု ရှင်းလင်းနဲ့ပြတ်သားတဲ့အနာဂတ်တစ်ခုကိုကျွန်မတို့တည်ဆောက်ဖို့ရန်လိုနေပြီဆိုတဲ့ဟာပေါ့နော်ကျွန်မတို့ဒါကိုဟိုအကောင့်ထယ်ဖို့ပို့ပေါ့နော်လိုအပ်နေတယ်ဆိုတဲ့ဟာကိုတွေ့တွေ့မြင်ရတယ်ဟုတ်ဆိုတော့အခုဒီကျွန်တော်တို့တော်လာရှိငါးနှစ်တာကာလအတွင်းမှာအထူးသဖြင့်တအူးပုံစံမျိုးတာဝန်ယူထားတဲ့ NGO ပေါ့နော် ဟိုတအခုသူ့အနေနဲ့ပြောင်းလဲမှုတွေလုပ်မယ်ဆိုပြီးမှဒီ2025နှစ်စာပိုင်းကလေးကနေထုတ်ပြန်ပြောဆိုခဲ့တယ်ဒါပေမဲ့အခုချိန်မှာအမှန်တကယ်ပြောင်းလဲမှုဘာမှမရှိဘဲနဲ့ဌာနရှော့ချိုင်းလောက်ကိုပဲလုံလောက်လာကြအဲ့ဒီဟာပေါ်မှာ ဝေဖန်မှုထုတ်ပြမှုတွေရှိပေမဲ့ NUG ကလူမျိုးပေါင်းစုံပါဝင်တဲ့အစိုးရဖြစ်တယ်ဆိုပြီးမှဒါဟိုကချင်လူမျိုးလေးပါတယ်ချင်းလူမျိုးလေးပါတယ်ဆိုပြီးမှသူတို့စတချာမှာတိုင်းသားလူမျိုးပေါင်းစုံပါဝင်နေတာတွေကိုအကြောင်းပြချက်ပေးပြီးမှလူမျိုးပေါင်းစုံပါဝင်နေဆိုရတဲ့ပုံသူတို့ပြောနေတယ်ပေါ့နော်ဆိုတော့ဒီအပေါ်မှာရောဆမအဖို့ရှိတခုမှာတတကြွကြွပါဝင်နေတဲ့သူတယောက်ရဲ့ပုဂ္ဂလိကမြင်ပေါ့နော်ဘလို့ရှုမြင်တယ်လေပေါ့နော်ဒီဒီလိုသဘောထားတွေကကောင်းတဲ့ လက္ခဏာဟုတ်တလားဘလို့ပုံမှာဘာမှချက်ပေးလို့ပါလဲဒီမိကွန်းကတော့တော်တော်လေးကျေပြန့်တယ်အဝိတ်လည်းရှိတဲ့မိကွန်းဖြစ်တယ်ပေါ့နော်ဆိုတော့ NUG ရဲ့လှုပ်ဆောင်ချက်တွေတစ်ဖက်မှာတော့ကောင်းတဲ့ဟာတွေအများကြီးရှိပါတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့သူတို့တွေပြောနေတဲ့ဒေထဲကအဆိုးရမဖြစ်ဖို့လိုတယ်ပေါ့နော်တကယ်ပဲသူတို့ထုတ်ပြန်ထားတဲ့အရာတွေသူတို့ချမှတ်ထားတဲ့မူ policy တွေဒီမူ policy ကကျမတို့လိုလားနေတဲ့ပြည်သူလူထုပဲဖြစ်ဖြစ်ကျမတို့အားလုံးလိုလားနေတဲ့ အချက်လက်တွေမူ policy တွေဖြစ်နေသလားပေါ့နော်ဒါကိုစမ်းစစ်ဖို့လိုတယ်ပေါ့နော်တစ်ဖက်မှာလည်းပဲကျမတို့ဒီ NUG ဒီ legitimacy လို့ခေါ်တဲ့ဒီတရားဝင်မှုပေါ့နော်ဒီတရားဝင်မှုကလည်းဘယ်အတိုင်းထာတိရှိနေပြီလဲဒါဒီလည်းအရင်အရေးကြီးပါတယ်ကျမတို့နိုင်ငံတကာမှာဆိုရင်လည်းဒီဥစ္စာကိုအားကောင်းနေပြီလားပေါ့နော်ကျမတို့ဒါတွေစမ်းစစ်ဖို့လိုတယ် တစ်ဖက်မှာဒီကျမတို့ရဲ့ NUG ဆိုတဲ့အဖွဲ့အစည်းမှာ အုပ်စုတစုကပဲကြီးစိုးနေတာမျိုးပေါ့နော်ဒါကိုလည်းကျမတို့ပြင်ဆင်ပြောင်းလဲတင်တယ်အလုံးပါဝင်မှုဆိုတဲ့အထက်မှာတမယိုးကြပါဝင်နေတာမျိုးမဟုတ်ပဲတကယ်လက်တွေ့မြင်ပြမှာတကယ်ကိုလှုပ်ဆောင်နေတဲ့ကျမတို့အဖွဲ့အစည်းတွေပေါ့နော် all inclusive လို့ခေါ်တဲ့ပါဝင်မှုမျိုးတွေ share rule ဆိုတဲ့ဒီကျမတို့ပြောနေကြပဲဒါအလုံးချပြီးသား စကလုံးတွေပဲဒါပေမဲ့ဒါကိုဒီစကလုံးတွေကိုဒီတိုင်းစကလုံးအနေနဲ့ပြောဖို့မဟုတ်ပဲနဲ့လက်တွေ့မှာရော လုတ်ပိုင်ခွင့်လက်တွေ့မှာလည်းဆုံးဖြတ်ပိုင်ခွင့်ပေါ့နော်လုတ်ဆောင်ခွင့်ရှိဖို့လိုတယ်ဒီအဖွဲ့အစည်းတစ်ခုဟာဒေါ်လန်ရေးမှာတကယ်ပဲသူဒီဥဆောင်မှုတစ်ခုကိုယူရော့မယ်ဆိုရင်သူတို့စိတ်ကြိုက် လုတ်ဆောင်ခြင်းနဲ့ဒီမူ policy ပဲမဟုတ်ပဲနဲ့ပေါ့နော်အလုံးနဲ့ခြုံငုံတဲ့ policy မျိုးရှိပြီလားပေါ့နော်ဒါဒီကျမတို့လိုအပ်နေတယ်အများပြည်သူကဝေဖန် 表述你的，还有个来比票差你了，没有？他他那。 မရတော့ဘောနော်ကျမတို့တကယ်ပဲအမြင်ပြင်မှာရောတကယ်ပဲတရားဝင်မှုဘောနော်တကယ်ပဲကျမတို့လှုပ်ဆောင်နေပြီလားရှိတော့ရှိပေမဲ့ကျမတို့စီမှာလိုအပ်နေတယ်ဘောနော်ယုံကြည်မှုတွေဘောနော်အဓိကတော့ဥပမာဒီကျွန်တော်တိုင်းရင်းသားဒေတာတွေမှာတကယ်ပဲသူ့ရဲ့အခန်းကဏ္ဍတွေယုံကြည်မှုတွေဘယ်လောက်ထိရှိနေပြီလဲဘောနော်ကျမတို့ဒါတွေစမ်းစစ်ဖို့လိုနေပြီဒါတော့ကျမလူငယ်တယောက်အနေနဲ့ဘောနော်အခုဒီပြီးခဲ့တဲ့ပတ်တွေအထက်မှာဘောနော် NUG ရဲ့အပြောင်းအလဲတွေတချို့တွေကြားခဲ့ရတဲ့အလိုမြင်တွေ့ခဲ့ရတဲ့အတိုင်းပဲဘောနော်ဒါပဲမဟုတ် open နဲ့ပေါ့နော်တကယ်ပဲကျမတို့ရဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းအထဲမှာပေါ့နော်သူ့ရဲ့ဒီတရားဝင်မှုဥဆောင်မှုကတကယ်ပဲ မြေပြင်နဲ့ကိုက်ညီမှုရှိသလားပေါ့နော်ဒါကိုပြုပြင်ပြောင်းလဲဖို့လိုတယ်ပြုပြင်ပြောင်းလဲမှုကိုဒီတိုင်းလူကိုပဲချိန်တာမျိုးမဟုတ်ပဲပေါ့နော်ကျမတို့ရဲ့အတွင်းထဲကကျမတို့ချမှတ်ထားတဲ့မူ policy တွေကျမတို့တိုင်းရင်းသားတွေလူလာတဲ့တကယ့် federal ကိုတွားဖို့မူ policy တွေရှိပြီလားပေါ်တော့ federalism ဆိုတော့ကျမတို့ပြောနေတဲ့အရာတွေကတကယ်ပဲရှိပြီလားအဲဒါတွေပေါ့နော်အဲဥဆောင်မှုအခန်းကဏ္ဍတွေမှာတကယ်ပဲတရားဝင်မှုရှိပြီလားနိုင်ငံတကာမှာရောတကယ်ပဲလှုပ်ဆောင်ဖို့ ပါတယ်လို့အနေနဲ့ဆိုတဲ့အရာတွေပေါ့နော်အရေးကြီးနေပါတယ်ပေါ့ဟုတ်ဆမအနေနဲ့ဒီအခုဒီကချင်းပြည်နယ်ဘက်ကစီးရဲချင်းနဲ့ပြည်တော်တိုင်းသားပေါင်းစုံနဲ့လည်းဆမတို့ဟာဆက်ဆံနေတဲ့ခါကြတော့အခုတော်လှန်ရေးရလပူကောင်းဖို့အတွက်ပေါ့ဘာလို့ဖို့လို့မလဲကိုက NGG နဲ့တိုင်းသားနည်းနည်းကန်ရဲ့ဆက်ဆံရေးကြမှာလဲဆက်ဆံရေးအဆင့်ကမဟာမဆက်ဆံရေးတပွေ့ အမျိုးပဲကျွန်တော်တို့မြင်တွေ့နေရတယ်ဆိုတော့ဒီကောင်းမွန်တဲ့နိုင်ငံကြီးရလထွက်ဖို့စီးရလထွက်ဖို့ဒေါ်လာကြီးရလထွက်ဖို့ကအဓိကဘလို့ဟာမျိုးဖြစ်ဖို့ဘလို့လောက်ကြရင်ပိုကောင်းမလဲဆိုတဲ့ဟာမျိုးလူငင်တဝက်နေတဲ့ဒါအကြံပြုလို့ရတာရှိမှာအဲကျမတို့ဒေါ်လာကြီးမှာပေါ့နော်ရလကောင်းဖို့ကျမတို့အောင်မြင်ဖို့ဆိုတော့ ထဲမှာပေါ့နော်အားလုံးပါဝင်ဖို့လိုတယ်ပေါ့နော်အားလုံးပါဝင်ဖို့လိုတယ်တိုင်းရင်းသား EAO အပြင်ပေါ့နော်တခြားအုပ်စုအမျိုးမျိုးအားလုံးကပါဝင်ဖို့လိုတယ်ဒီကိစ္စမှာပြီးတော့ကျမတို့စီမှာတကယ်ပဲကျမတို့ရဲ့ရည်ရွယ်ချက်ကျမတို့ရဲ့ဥတီချက်ကျမတို့ဘာကိုလိုနေလိုချင်နေတယ်လဲပေါ့နော်ဒါကိုရှင်းလင်းပြတ်သားဖို့လိုတယ်လိုချင်တဲ့ဟာတော့အများများတယ်ဒါမဲ့ သူလိုချင်တာလဲသူကသူလုံနေတယ်ကိုလိုချင်တာလဲကိုကလုံနေအဲ့လိုမျိုးမဟုတ်ပဲနဲ့ပေါ့နော်ကျမတို့တူညီတဲ့ပန်းတိုင်တစ်ခုမှာတူညီတဲ့အရွေးနဲ့ပေါ့နော်ကျမတို့သွားဖို့လိုအပ်နေတယ်ပြီးတော့အားလုံးပါဝင် ပြီးတော့ပေါ့နော်လှုပ်ဆောင်ဖို့လိုတယ်ညီညွတ်ဖို့လိုနေတယ်ဆိုတဲ့ဟာမြင်ရတယ်ကျမတို့အခုတော်လိုင်းရေးခီးစင်မှာမကြခင်မှာဒီစစ်ကော်မရှင်ကပြုတ်လုံမဲ့ဒီရွေးကောက်ပွဲမှာဆိုရင်ဒီတချို့တော့ပြည်သူလူထုတွေကဒီရွေးကောက်ပွဲပဲအ мян လုတ်ပြီးတော့မှအ мян နိုင်ငံရေးအေးချမ်းရင်ပြီးရောဆိုတော့မျောလင့်ချက်တွေတော့မှတချို့တွေကြားနေရတယ်ဆိုတော့ကျမတို့ ပြည်သူလူထုကိုတော်လိုင်းရေးဘက်ကနေရောဘာတွေမျိုးလင့်ချက်တွေပေးဖို့လိုနေပြီလဲဒါတွေကိုစဉ်းစားဖို့လိုနေပြီမကြာခင်မှာပြုလုပ်တော့မယ့်ဒီရွေးကောက်ပွဲကြီးကနိုင်ငံတကာမှာတရားဝင်မှုဖြစ်သွားရင် ကျမတို့ဒီတော်လိုင်းရေးအုပ်စုတွေဘယ်လိုဖြစ်သွားမလဲဒါကိုအရေးကြီးနေပြီဆိုတော့ကျမတို့ဒီအလုံးစုစည်းဖို့လိုနေပြီဆိုတဲ့ဟာပေါ့နော်စုစည်းဖို့လိုနေပြီပြီးတော့ကျမတို့ရှင်းလင်းပြတ်သားတဲ့ဒီမန်းချက်ဒီမန်းချက်တစ်ခုမှတွားဖို့ပေါ့နော်ဒါကိုကျမတို့လိုအပ်နေတယ်လို့ကျမတို့မြင်ပါတယ်ပြီးတော့ဒီ ခဏလည်းပြောသလိုပဲတော်လန်ရေးကာလတလျှောက်မှာကျမတို့ရဲ့လမ်းစဉ်တွေပြန်လဲတုံးတက်ပြီးတော့ဗောနော်အားနည်းချက်တွေကိုဘလို့ပြန်လဲပြင်ဆင်ပြီးတော့ဗောနော်အားတာချက်တွေနဲ့ကျမတို့ဒီယိုယွင်းပြက်စီးနေတဲ့ပြောမလဲလမ်းစဉ်တွေကိုဖြုတ်ချပြီးတော့ဗောနော်ကျမတို့ဥတည်နေတဲ့ဖက်ဒရယ် ပြည်ထောင်စုကိုတွားဖို့အတွက်ကျမတို့အားလုံးပါဝင်ပြီးတော့တွားဖို့အရေးကြီးနေတယ်ဆိုတဲ့ဟာကိုကျမအနေနဲ့တော့ဒီဟာကိုပြောချင်ပါတယ်ဟုတ်နောက်ဆုံးပိုင်းအနေနဲ့ဒီဆာမတို့အဖွဲ့ဆိုလဲ advocacy group နိုင်ငံတကာ advocacy group လုံငန်းမှာတချို့ပါဝင်နေတာကျွန်တော်တို့တွေးနေရတော့ဆိုတော့ကျွန်တော်သိချင်တာကအခုထိုင်းတို့အိန္ဒိယတို့တရုတ်တို့ပါဝင်ဒီနေ့ချင်းနိုင်ငံတွေအားလုံးကလေ NGO ရဲ့တော်လှန်ရေးကိုစားပြုမှုကိုမိခွန်ထုတ်နေတဲ့ဟာရှိတယ်လက်မခံ Ministry Council ကိုပြောမှလက်ခံနေတဲ့ပုံစံမျိုးဖြစ်တဲ့ ် NUG ကဒီလိုဖြစ်နေတဲ့အချိန်မှာလည်း NUG ကိုအစားထိုးနိုင်တဲ့ NUG တဲ့ပိုကောင်းတဲ့ဟာစုဖွဲ့ဖို့ဆိုတာကလည်း NUG ကိုတိုင်ကမလုပ်ဘူးဆိုရင်တခြားလူတဖွဲ့ဖွဲ့ကလုပ်မယ်ဆိုတော့အရှင်းပြန်ပုံစံမျိုးဖြစ်နေမယ်နေထားဖြစ်ပြန်တဲ့ခါကျတော့ initiative နိုင်ငံတွေအပါအဝင်နိုင်ငံတကာအနေနဲ့ကျွန်တော်တို့တော်လှန်ရေးဟို ပို့ပြီးတော့မှအပင်မှုထောက်ခံမှုရဖို့အတွက်ကကျွန်တော်တို့ဘာတွေလုပ်သင့်တယ်လို့မြင်နေလဲဒါကတော့ကျမတည်တလောက်ပေါ့နော်ကျမအနေနဲ့ပဲပြောချင်ပါတယ်ပေါ့နော်ဆိုတော့ဒီကျမတို့ရဲ့မြန်မာနိုင်ငံရေးပေါ့နော်အခင်းချင်းမှာတော့ဒီနိုင်ငံခြားဒီတရုတ်ရဲ့ လွမ်းမိုးမှုတရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုကတော့တော်တော်လေးများတယ်ပေါ့နော်အဲဒါကတော့ရှိတယ်ဆိုတော့အခြားတရုတ်အပြင်မနော်ခြားနိုင်ငံတွေကလည်းကုညီပါဝင်ဆောင်ရွက်နေတာမျိုးတွေလည်းရှိတယ်ဆိုတော့ဒါပေမဲ့တစ်ဖက်မှာလည်းဒီတခြားတခြားနိုင်ငံအစုအဖွဲ့တွေကတော့ကျမတို့တော်လှန်ရေးတိုက်ခိုက်တော်လှန်ရေးအဖွဲ့အစည်းအားကောင်းနေရင်တော့ကျမတို့ ဒီဘက်ကနေပါဝင်ဖို့အဆင်တင်ရှိနေတာအလားအလာကောင်းတဲ့ဟာလည်းကျမတို့မြင်ရတယ်ဆိုတော့ကျမတို့ရဲ့တော်လိုင်းရေးအဖွဲ့အစည်းအန်ယူဂျီအပြင်အခြားပေါ့နော် VKC လုပ်နေတဲ့အဖွဲ့အစည်းတွေလည်းကျမတို့ဒီထက်မကစစ်ကောင်စီရဲ့လုံရက်တွေဟာတရားဝင်မှုမဟုတ်ဘူးတရားဝင်ခြင်းမဟုတ်တဲ့ဟာကိုကျမတို့အများကြီးထောက်ပြဖို့လိုတယ်တစ်ဖက်မှာလည်းကျမတို့ဒီအတိုက်ခံတော်လိုင်းရေးအင်အားစုကလည်းပြည်သူလူထုနဲ့ဂျားမှာဘလောက်ထိယုံကြည်အားခိုးထိုက်တယ်လဲဆိုတဲ့ဟာဘလောက်ထိအင်အား ကောင်းနေတယ်လဲဆိုတဲ့ဟာကိုပြသဖို့တရားဝင်မှုပေါ့နော်အဲဒါဒီလည်းလိုအပ်နေတယ်ကျမတို့ဘလောက်ချီစုဖွဲ့နိုင်ပြီလဲကျမတို့ဘယ်နေမြင်အထိကျမတို့လွမ်းမိုးနိုင်နေပြီလဲဘယ်နေရာအထိကျမတို့အားကောင်းနေပြီလဲ ကျမတို့တစ်ဖက်မှာလည်းလိုအပ်နေတယ်ဒါကိုကျမတို့ဘက်ကနေအတိုက်ခံတော်လိုင်းရဲ့ဘက်ကနေအားကောင်းနေရင်ဒီတခြားတရုတ်မဟုတ်တဲ့တခြားပေါ့နော်ဖွဲ့တခြားနိုင်ငံတွေကတော့ကျမတို့ကိုကူညီပါဝင်ပေးနေဖို့အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ဟာတွေလည်းကျမတို့ဟိုမြင်တွေ့ရတယ်ဆိုတော့ကျမတို့ဒီတော်လိုင်းရဲ့အဖွဲ့အစည်းတွေအတိုက်ခံတော်လိုင်းရဲ့အဖွဲ့အစည်းတွေအားလုံးပေါ့နော်တရားဝင်မှုနဲ့အားကောင်းမှုဒီထက် ကျွန်တော်တို့ပြည်တွင်းထဲမှာပြည်သူလူထုနဲ့ဘလောက်ထိ initiate လုပ်ထားတယ်လဲဆိုတဲ့ဟာကိုဟိုတက်တည်ပြနိုင်ဖို့လိုအပ်တယ်ဘလောက်ထိစီးနှောင်အားရှိပြီးတော့အားကောင်းတဲ့တော်လန်ရဲ့အစုအဖွဲ့ဖြစ်နေတယ်ဆိုတဲ့ဟာပေါ့နော်ဒါတွေလိုအပ်တယ်လို့ကျွန်မကတော့မြင်ပါတယ်ဆိုတော့တစ်ဖက်မှာဒီတရုတ်ရဲ့ဂျောင်းဝင်ဆောင်ရွက်မှုတွေကြောင့်တချို့ကျွန်မတို့တိုင်းရင်းသားတော်လန်ရဲ့အဖွဲ့အစည်းတွေလက်လွတ်လပ်ရတဲ့အခန်းကဏ္ဍတွေလည်းရှိနေတယ်ပေါ့နော်ဆိုတော့ဒါတွေကိုကျမတို့ဥပမာယူပြီးတော့ကျမတို့ရဲ့လက်ရှိထိန်းသိမ်းထားတဲ့နယ်မြေတွေပိုင်ထားတဲ့ နေရာတွေကိုဘလောက်ထိအားကောင်းပြီးတရားဝင်မှုရရှိထားပြီလဲကျမတို့ပြည်သူလူထုနဲ့ဘလောက်ထိအင်အားခိုင်မာစွာပေါ့နော်ပြည်သူလူထုကလည်းဘလောက်ထိထောက်ခံနေတယ်လဲဒီအရာတွေလည်းလိုအပ်နေတယ်အဲဒါကိုအားကောင်းမှာတခြားနိုင်ငံတွေကချိတ်ဆက်လာမှာဖြစ်တယ်ကျမတို့တော်လိုင်းရေးအုပ်စုတွေပေါ့နော်တော်လိုင်းအဲ့တိုက်ခန့်အုပ်စုတွေအလုံးအားကောင်းနေပြီးစုယုံနေမှာအခြားအင်အားစုတွေကကျမတို့ကိုချိတ်ဆက်လာမယ်ဒီတော်လိုင်းရေးအတိုက်ခန့် ညာစုတွေကယိုယွင်းပြက်စီးနေတယ်အခုမငြိမညာတွေဖြစ်နေတယ်ဆိုရင်အဲဘု து ကိုဆက်တွေ့ရမလဲနောက်ဆုံးတော့စစ်ကောင်စီဘက်ကိုဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ကျမတို့ဒီတကယ်ပဲတခုတည်းတော့ခေါင်းစဉ်တခုမှာပေါ့နော် ကျမတို့ရှိပြီးတော့မှကျမတို့တွားမယ်ဆိုရင်တော့တကယ်ပဲနိုင်ငံတကာမှာရောပေါ့နော်ကျမတို့တရားဝင်မှု ကျမခဏခဏပြောတယ်တရားဝင်မှုလို့ပြောမလားကျမတို့တရားဝင်ချိတ်ဆက်တရားဝင်စကားပြော ဆက်ဆက်နိုင်မဲ့အနေအထားမှာရှိလာမှာဖြစ်တယ်ကျမတို့အချင်းချင်းကြားမှာခုလိုမျိုးပျက်စီးယိုယွင်းနေတယ်ဆိုရင်တခြားလူတွေကဘယ်လိုမျိုးစကားပြောလာနိုင်မလဲပေါ့နော်ဆိုတော့ကျမတို့ဒီဟာကိုပြင်ဆင်ပြီးတော့ပေါ့နော်တွားဖို့လိုအပ်မယ်လို့တလောက်ပဲပြောချင်ပါတာဟုတ်ကဲ့ဆရာမခုလိုကျွန်တော်တို့ကိုချင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာ